ောင်မြင်မှုတွေရယူတဲ့အခါမှာတခုပိုင်ဆိုင်ရင်တခုတော့ဆွန့်လောက်အောင်အများနဲ့တယောက်ဖြစ်လာတဲ့အခါမှာပြည်သူနှလုံးသားကိုအပိုင်သိမ်းနေတယ်ဆိုရင်တော့အဲ့ဒီတယောက်ကိုဆွန့်လွတ်တင်ဆွန့်လွတ်ရအောင်ရေရေကြီးဆွန့်လွတ်လိုက်ပါအဲ့ဒီနေရာမှာကျွန်တော်ဖြစ်နေရင်တော့ရေရေကြီးဆွန့်လွတ်လိုက်ပါဒါပေမဲ့အခုကဘလို့ဖြစ်နေလဲဆိုတော့ကျွန်တော်တို့ဒေါ်လန်ရေးရ follower အင်အားကောင်းတဲ့အားကြီးတဲ့ဘက်က sell အင်အားကောင်းတဲ့ဘက်က အမှန်တရားတွေဖြစ်တယ်အဲ့တော့ပြည်သူတွေရဲ့ခံစားချက်တွေပြည်သူတွေရဲ့ရှင်တွင်စကားသံတွေကိုအဲ့ဆယ်လီဆိုတဲ့ဝေကြီးနဲ့ follower ဆိုတဲ့ဝေကြီးနဲ့ဖိထားသလိုခံစားအဲ့တော့ရွေးချယ်ဖို့လိုပါတယ်ရွေးချယ်အမှန်တရားကိုရွေးချယ်ဖို့လိုပါတယ်ဖြစ်တင်တာနဲ့ဖြစ်ချင်တာကိုခွဲခြားသိမြင်ဖို့လိုတယ် အာအမေရဲ့ဆုံးမစကားလေးကိုဒီနေ့ထိနားထဲမှာကြားနေခလေးတို့တွေလိန်လိန်မာမာနေတော့တဲ့နေအောင်မပြီးသေးဘူးကြံသေးတယ်ကျွန်တော်ဗီဒီယိုဖိုင်ကိုကြည့်ပြီးသွားလို့ရှင်ကျွန်တော်ပြောတဲ့ဒီဗီဒီယိုဖိုင်နဲ့အကြောင်းအရာကဘယ်အကြောင်းအရာကိုဆိုလိုတယ်ဆိုတာကိုဝိုင်းပြီးစဉ်းစားပေးကြပါဘာဖြစ်လဲဆိုတော့ကျွန်တော်ဘယ်အကြောင်းအရာကိုပြောတယ်ဆိုတာဘာမှကျွန်တော်ထည့်ပြောမထားဘူးအဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးက လက်ရှိဖြစ်ပေါ်နေတဲ့အကြောင်းအရာတစ်ခုကိုဦးတည်နေပါတယ်။အဲ့ဒီအကြောင်းအရာကဘာလဲဆိုတာကိုကျွန်တော်တို့တော်လန်ပြည်သူပေါင်းတို့စဉ်းစားကြည့်ကြပါဦးနော်။